မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမှာရှင်မဘဲမြို့နယ်နဲ့ဖာပုံမြို့နယ်တို့ကိုစစ်တပ်ဟာတိုက်လေနဲ့ပုံကျဲချမှုကြောင့်တပ်မတော်နှစ်ပါးပါဝင်ပြည်သူ15ဦးသေဆုံးသွားပါတယ်နေပြည်တော်မှာစစ်မှုထမ်းဥပဒေကိုအကောင့်ထဲပေါ်နေတဲ့အုပ်ချုပ်ရေးမှုတွေကို စတင်အရေးယူမယ်လို့ပကပကကြေညာလိုက်တဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမှာရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ရှမ်းပြည်နယ်မပေးမြို့နယ်နဲ့ကရင်ပြည်နယ်ဖားပုံမြို့နယ်တို့ကိုစစ်တပ်အလင်းနဲ့ဘုံကျဲချမှာတန်ကားတော်နှစ်ပါးပါဝင်ပြည်သူ15ဦးသေဆုံးသွားတယ်လို့သိရှိရပါတယ်။ ဧပြီလ2ရက်နေ့ညနေပိုင်းချိန်ကရှမ်းပြည်နယ်မဘေးမြို့နယ်မိုးလုံးကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲချခဲ့တာလည်းဖြစ်ပါတယ်။ဘုံကျရာပောက်ကွဲပြီးတဲ့နောက်မှာမိုးလုံးကျေးရွာဖုံးရင်ကျောင်းဟာပြိုကျသွားရသလိုတန်ဃာတော်တပားပါဝင်ပြည်သူ9ဦးဟာသေဆုံးသွားရပြီးပြည်သူ9ဦးဟာဒဏ်ရာရရှိခဲ့ပါတယ်။အလားတူကရင်ပြည်နယ်ဖားပုံမြို့နယ်ကဖုံးရင်ကျောင်းကိုလည်းမတ်လ31ရက်နေ့ကနေဧပြီလ2ရက်နေ့ထိတိုက်လေရင်နဲ့ဇက်တိုက်ဘုံကျဲချခဲ့ပါတယ်။အဲဒီလိုဘုံကျဲချမှုကြ ောင်တန်ကရော်တပါအပါဝင် ပြည်သူ၈ဦးဟာတေဆုံးသွားခဲ့ရလို့လည်းသိရှိရပါပါရှင်။ မွန်ပြည်နယ်တရင်တပုတ်ကိုတင်ဆက်ပေးကြပါရယ်မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာအတင်းအဓမ္မစစ်သားဆူဆောင်းမှုဆင်းရဲကောက်ခံနေတယ်တောင်စိုးရွာကအုတ်ချွေမှုရုံးကအခုကြော်ကြော်ကိုပြစ်ခတ်တိုက်ခတ်ခဲ့ရမှာသေဆုံးသွားတယ်လို့ကြိုက်ထုတ်တော်လိုင်းအင်အားစု KIFC ကသိရှိရပါတယ်ဧပြီလ3ရက်နေ့ညနေပိုင်းချိန်ကအုတ်ချွေရေမှုရုံးကဖြစ်တဲ့ကြော်ကြော်ကိုဦးစန်းမောင်စီစဉ်ရှိမှာပြစ်ခတ်တိုက်ခတ်ခဲ့ရမှာနေရာမှာပဲပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရှိရပါတယ် တေဆုံးသူကြော်ကြော်ဟာတောင်စိုးအုတ်ချွေရည်မှုထက်ပုံမအရေးပါကအကြက်ဘက်စစ်ကောင်စီရဲ့အုတ်ချွေရန်နရားတွေလက်ပတ်ဖို့အတွက်စစ်ကောင်စီကကျင်းပတဲ့အစည်းအဝေးတွေကိုအုတ်ချွေရည်မှုကိုစားတယောက်လေးရှိတယ်လို့လည်း KIFC ကသိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို တောင်စိုးစုပ်တို့အဆရှိရဲ့ကြည်ရတွေမှာအဓိကအကောင့်ထဲဖုန်နေသူဖြစ်တယ်လို့စစ်မှုထမ်းခိုင်းဖို့အတွက်လူငယ်တွေကိုစင်းလိုက်လံကောက်ခံစုဆောင်ပေးနေသူလည်းဖြစ်တယ်လို့သိရှိရပါတယ်။ဒီလိုအကြမ်းဖက်စစ်ကောင်စီအာဏာတပ်ဆိုးရှေစေအတွက်ထောက်ပံ့ပေးနေတာကြောင့်သူ့ကိုစစ်ရေးပြည့်မဲ့ဖြစ်သက်မှတ်ခါကြိုက်ထို့တော်လိုင်းအင်အားစု KIF နဲ့ကြိုက်ထို့ပကပါတို့ကပူးပေါင်းရှင်းလင်းကြတာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါပါတယ်ရှင်။ ကချင်ပြည်နယ်တိုင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်မိုးမော်မြို့နယ်မိုင်းဆက်ကောင်စကန်ကိုမနစ်ကမနစ်ပိုင်းအချိန်ကအပြည့်သက်သိမ်းပိုက်ရရှိခဲ့ပြီးလက်လက်ခရဲအချို့လည်းရရှိခဲ့လို့ KI သတင်းမြစ်ကပြပြပါရစေ။ဧပြီလ2ရက်နေ့မှာကြောက်စကန်ကိုအပြည့်သက်သိမ်းပိုက်ရရှိခဲ့ပြီးမှလည်းမိုင်းဆက်ကောင်စကန်ကိုတော့တစ်စိတ်တစ်ပိုင်းသာသိမ်းပိုက်နိုင်ခဲ့ပြီးဧပြီလ3ရက်နေ့မနစ်ပိုင်းမှသာအပြည့်သက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရစေ။လက်တလုံးမှာမိုးမော်မြို့နီးစစ်ကောင်စီတရင်အချို့သာကြန့်ရှိတော့တာဖြစ်ပြီး ီးမကြာမီမုံမောင်မြို့ပေါ်မှာလည်းတိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ KIA သတင်းမြစ်ကပြောပြပါရရှင်။ ရခိုင်ပြည်သတင်းတဘောကိုတင်ဆက်ပေးကြပါရစေ။ရခိုင်ဒေသတိုက်ပွဲတွေအတွင်းကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ63နဲ့ခမရ346တရင်ကစစ်သား6ဦးကိုအရှင်ဖမ်းဆီးရမိထားတယ်လို့ People Revolution Alliance PRA မကွေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြပြပါရစေ။ PRA မကွေးတပ်ဖွဲ့စစ်ရေးလှုပ်ရှားရာဒေသနဲ့နေနမဲချင်းထိစပ်နေတဲ့ရခိုင်ဒေသမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ရှုံးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်းနဲ့နီးစပ်ဒေသတွေကိုထွက်ပြေးမှုတွေရှိနေတယ်လို့လည်း PR တွေကပြောပြပါဗျာ။အဲဒီလိုထွက်ပြေးတိမ်းရှောင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့တတကကိုးကနေထွက်ပြေးလာတဲ့ခလရ63လက်အောက်ခံစစ်ကောင်စီတပ်သား2ဦးကို မလ2ရက်နေ့မှာဖမ်းမိခဲ့သလိုအနောက်ပိုင်းတိုင်းစစ်တပ်တွေကနေထွက်ပြေးလာတဲ့ခမရ346လက်အောက်ခံ စစ်ကောင်စီတပ်သား၄ဦးကိုဧပြီလ၁ရက်နေ့မှာအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ People Revolution Alliance PRA မကွေးတပ်ဖွဲ့ကတာဝန်ရှိသူကပြပြပါတယ်။လက်ရှိမှာတော့စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်နေပြီးသူတို့ကျွလွန်ခဲ့တဲ့ပြစ်မှုတွေပေါ်မူတည်ပြီးအရေးယူသွားဖို့ရှိတယ်လို့လည်းသိရှိရပါတယ်။ PRA မကွေးတပ်ဖွဲ့အနေနဲ့လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီနဲ့စစ်တပ်အချို့မှာရင်ဆိုင်တိုက်ပွဲဝင်နေတာဖြစ်ပြီးစစ်သုံးစစ်တိုက်ဖြတ်ရေးကိုအနှင်ဆုံးပုံလုပ်ငန်းစဉ်ဖြစ်သတ်မှတ်ထားတယ်လို့လည်းသိရပါတယ်ရှင်။ ကချင်ပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ဖားကံမြို့နယ်မရှိကလောင်ရက်ကွက်က Happy KTV မှာညလုံးပေါက်ပြုတ်ပါနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ KIA နဲ့နှိစက်တဲ့သတင်းမြစ်ကပြပြပါရစေ။ဧပြီလ3ရက်နေ့မနက်6:00နာရီလောက်မှာဖားကံမရှိကလောင်ရက်ကွက်က Happy KTV မှာညလုံးပေါက်ပြုတ်ပါပြီး ြန်လည်ထွက်ခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအသင့်ဆောင်ဆိုင်ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KIA စစ်ရေးသတင်းမြစ်ကပြောပြပါရတယ်။အဲဒီလိုတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကကားတစ်စီးကျရင်ခဲ့တယ်လို့သိသိရရှိခဲ့လို့လည်းသိရှိရပါရတယ်။ဖောက်ကန်ဒေတာပြည်သူတွေကလည်းမနစ်မနစ်ပိုင်းအချိန်ကမရှိကြောင်ရက်ကွက်မှာ ပြစ်ခတ်တံတွေထွက်ပေါ်ခဲ့တယ်လို့လည်းအတီးပြုတ်ပြောဆိုကြပြီးနှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကိုတော့မသိရှိရသေးဘူးလို့ပြောပါတယ်ရှင်။ နေပြည်တော်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။နေပြည်တော်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်မှုထမ်းဥတွေကိုအကောင့်ထဲပေါ်ပေးနေတဲ့အုပ်ချုပ်ရေးမှုတွေကိုစတင်အရေးယူမယ်လို့ပြည်သူ့ကာကွယ်အဖွဲ့နေပြည်တော်စစ်ရေးတာဝန်ခံဗိုလ်တေဇကပြပြပါရယ်။စစ်မှုထမ်းဥတွေနဲ့ပတ်သက်ပြီးအကောင့်ထဲပေါ်လှုပ်ဆောင်နေသူတွေကိုနေပြည်တော်ပကဖအဖွဲ့ကမှတ်တမ်းတင်ထားပြီးလက်တွေ့လှုပ်ဆောင်မှသာဦးစားပေးလှုပ်ဆောင်သွားမယ်လို့လည်းသိရှိရပါရယ်။ပြည်သူတွေကလည်းစစ်မှုထမ်းဥပဒေကိုအကောင့်ထဲပေါ်ပေးနေတဲ့အုပ်ချုပ်ရေးမှုတွေကိုသတင်းပေးတန်ကြားမှုတွေရှိနေတယ်လို့လည်းသိရှိရ ပါတယ်။ဒါအပြင်အကျန်းဖက်စစ်တပ်ကစစ်မှုထမ်းဥပဒေပြတ်ထန်းပြီးတဲ့နောက်မှာနေပြည်တော်ပကဖအဖွဲ့ထံကိုဆက်သွယ်လာသူအများအပြားရှိပြီးတပ်ဖွဲ့ဆက်နရိတ်ကအခက်အခဲကြောင့်လူငယ်အငန်းငယ်တို့သာခုံနိုင်ခဲ့တယ်လို့ဗိုလ်တေဆကပြောပြပါတယ်။ပြည်သူတွေရဲ့ထောက်ပံ့မှုတွေထပ်မံရရှိလာခဲ့ရင်ဆက်သွယ်လာသူအားလုံးကိုထပ်မံခေါ်ယူသွားမယ်လို့လည်းဆိုပါတယ်။နေပြည်တော်ပြည်သူ့ကာကွယ်အဖွဲ့အစည်းကိုဝင်ရောက်လာတဲ့ရဲဘော်တပ်တွေကိုနေပြည်တော်ပကဖကဧပြီလ1ရက်နေ့မှာယူနီဖောင်းနဲ့ဗက်ဒစိတ်ပေးရပ ွဲအခမ်းအနားကိုပြုလုပ်ပေးခဲ့တယ်လို့လည်းနေပြည်တော်စစ်ရေးတာဝန်ခံဗိုလ်တေဇကပြောပြပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မြန်မာအကျန်းဖက်စစ်တရဲဆိုးရွားရက်ဆက်ကြမ်းကြုတ်မှုတွေကိုရပ်တန့်ဖို့အတွက်တခုတည်းသောနီးမှစစ်တပ်ကိုလက်နက်တင်ဖို့ရောင်းချမှုတွေကိုအလုံးစုံတာစီပိတ်ပင်ရေးဖြစ်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်တဲ့တမ်မကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂလက်နက်ဖြတ်သိမ်းရေးကော်မရှင်မှာတင်ပြတောင်းဆိုလိုက်ပါတယ်မြန်မာစစ်တပ်ရဲ့ပြည်သူတွေပေါ်ကိုလူမဆန်သောကျူးလွန်မှုများစွာကို ခံစားနေကြတဲ့နိုင်ငံတကာဖြစ်တဲ့မြန်မာနိုင်ငံအနေနဲ့လက်နယ်ပြန့်ပွားခြင်းကြောင့်လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေအပါအဝင် ပြည်သူတွေပေါ်ထိခိုက်ခံစားနေရတယ်လို့ဥကြုံမိုးထွန်းကဆိုပါတယ်မြန်မာစစ်တပ်ဟာအချို့သောနိုင်ငံတွေကနေတင်သွင်းတဲ့တိုက်လေရင်လက်နယ်ခရမ်းတွေအမြောက်လက်နယ်ကြီးတွေနဲ့ဆက်ဆက်နည်းပညာတွေကိုအသုံးပြုပြီးအပြစ်မဲ့အရက်သားပြည်သူတွေပေါ်ကိုစစ်ရာဇဝဲမှုတွေလူသားမျိုးနွယ်ပေါ်ကိုကျူးလွန်နေတဲ့ရာဇဝဲမှုတွေကိုကျူးလွန်နေရလို့ဥကြုံမိုးထွန်းကကုလသမဂ္ဂမှာတင် င်းပြလိုက်ပါတယ်။ဒါအပြင်အရှိတောင်အာရှမှာနျူကလ িয়ার လက်နက်ကင်းစင်ဆုံးစာချုပ်ဝင်နိုင်ငံတကာနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার ကင်းစင်ဆုံးတွေပေါ်ပေါက်ရေးပေါ်မြန်မာနိုင်ငံကအပြည့်အဝသဘောတူသလိုနျူကလ িয়ার လက်နက်ဖြတ်သန်းရေးအစီအစဉ်မှာလည်းမိမိတို့ဘုံရည်မှန်းချက်ဖြစ်တဲ့အတွက်ကြောင့်အထောက်အကူဖြစ်စေရလို့ဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်ဆွေးနွေးနေတယ်။2024ခုနှစ်ကုလသမဂ္ဂလက်နက်ဖြတ်သိမ်းရေးကော်မရှင်2024ခုနှစ်အထွေထွေရေးရာဆွေးနွေးမှုအစည်းအဝေးဟာဧပြီလ1ရက်နေ့ကနေဧပြီလ16ရက်နေ့ထိကျင်းပပြုလုပ်သွားမယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။